်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဆုံးဖျံသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါれဂတိတော်ဒါသွာငါခုဆိုတဲ့ကောင်းစဉ်နဲ့နှုတ်ကပတ်တော်ကိုဆင်ခြင်သွားခြင်းပါれ ကျွန်တော်ယုံကြည်သူတွေဟာနေ့တိုင်းမှာဝိညာဉ်တိုက်ပွဲကိုရင်ဆိုင်ရတယ်ဝိညာဉ်တိုက်ပွဲတိုင်းရဲ့နောက်ကွယ်မှာနောက်ပိုင်းမှာစာဒမနက်ကတော့အဓိကကျိုးကန်လှုပ်ရှားနေတဲ့သူဖြစ်တယ်ဒီဝိညာဉ်တိုက်ပွဲတွေကို ရင်ဆိုင်ရတိုင်းမှာတော့ကျွန်တော်ယုံကြည်သူတွေဝိညာဉ်တော်ရဲ့ဓာတ်နဲ့ယန္တုစာတန်ကိုရင်ဆိုင်ရမယ်ဆိုတာရင်ဆိုင်တော့မယ်ဆိုတာကို သူကသိပါတယ်ဒါကိုစာတန်ကမလိုလားပါဘူး ။ဘာကြောင့်လဲဆိုရင်အဲ့ဒီဝိညာဉ်တော်ရဲ့ဓာတ်ကဓာတ်တော်၅ခုကိုသူအကြောက်ဆုံးပဲဖြစ်တယ်။အဲ့ဒါကနှုတ်ကပတ်တော်ဝိညာဉ်တော်ရဲ့ဓာတ်ချက်၅ချက်ဖြစ်တယ်။အဲ့ဒီဓာတ်ချက်တွေကိုသူမခံစားချင်ဘူး။သူကိုအနံ့ယူသွားမဲ့ဓာတ်ချက်၅ချက်ဖြစ်နေလို့ပဲဖြစ်တယ်။အဲ့ဒါကိုသူကြောက်တယ်။အဲ့ဒီဓာတ်တော်တွေကို ကျွန်တော်တို့စီမှာတုံးနေဖို့တွန့်လင်ကောက်ကွေးပြီးတော့အသုံးပြုလို့မရအောင် စာတန်ကအလိုရှိပါတယ်။ဆိုတော့ ဒီဂရိတော်နဲ့ဆိုင်တဲ့ဓာသွာ၅ခုဆိုတာကမနက်စာတန်ကမဖက်စီခြင်းနဲ့ဂျမ်းပိုက်၅ခုဖြစ်တယ်။ပထမဓာသွာကတော့တိမောသေဩဝါဒစာဒုတိယဆောင်အခန်းကြီး၁အငယ်ခွန်ပဲဖြစ်တယ်။ဘုရားသခင်ရဲ့တာသမိတွေဖြစ်တဲ့ကျွန်တော်တို့ကိုဘုရားသခင်က ကြောက်တတ်တဲ့စိတ်ကိုမပေးဘဲနဲ့တကူပါတဲ့စိတ်ချစ်တတ်တဲ့စိတ်ရှင်းလင်းတဲ့စိတ်ကိုပြတော်မူပါလေ။သာဓမဏတ်ကဒီကျမ်းပိုက်ကိုတော်တော်မုံတီးပါတယ် ။ဘာကြောင့်လဲဆိုရင်ကြောက်ရွံ့ခြင်းဆိုတာသူအကြိုက်ဆုံးလက်နက်ဖြစ်တယ်။စာတမဏ္ဍကပထမဆုံးလူသားကို အနံယူဖို့တိုက်ခိုက်တုန်းကဘုရားသခင်ကအာဒံကိုအုပ်ဆိုးစေတဲ့လောကကြီးကိုစာတမဏ္ဍကအာဒံနဲ့ဧဝကို လိန်ညာလဲ့ဖျားခြင်းအဖြစ်အနံယူသွားခဲ့တယ်။အဲ့ဒီမှာစာဒံကအာဒံနဲ့ဧဝတို့ကိုကြောက်ရွံ့သွားအောင်လုံနိုင်ပြီးတော့မှ ဒီလောကကပ္ပာကြီးကိုအုပ်ဆိုးနိုင်ခဲ့တာဖြစ်တယ်။အဲဒီလိုလှုပ်ဆောင်နိုင်တာဖြစ်တယ်လို့ကျွန်တော်တို့ကလည်းကြောင်ယွန်ခြင်းလက်နက်ကိုအသုံးပြုပြီးတော့အာနန်ယူနေခြင်းတာဖြစ်တယ်။ဝိညာဉ်တိုက်ပွဲတွေမှာကျွန်တော်တို့ယုံကြည်သူတွေကြောင်ယွန်နေတဲ့အခါမှာကျွန်တော်တို့မှာတကူပါတဲ့စိတ်ချစ်တတ်တဲ့စိတ်တွေကသေးသိမ့်နေပါလိမ့်မယ်။အဲဒီလိုသေးသိမ့်နေတဲ့အခါကျွန်တော်တို့ကိုအသာလေးအာနန်ယူသွားနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ ကြောက်ရွံ့ခြင်းကိုသူကလက်နဲ့လိုအသုံးပြုတားဆီးနိုင်တယ်။ကျွန်တော်ယုံကြည်သူမှာလှုပ်ဖို့ကြောက်တယ်၊သွားဖို့ကြောက်တယ်၊ရင်ဆိုင်ဖို့ကြောက်တယ်စသဖြင့်ဒီအကြောက်တရားမျိုးစုံကကျွန်တော်မှာရှိနေတဲ့နှုတ်ကပတော်ဓာတ်ကို တုံးနေစေတယ်၊တွန့်လင်းနေစေတာဖြစ်တယ်။ပေါ်လူကတော့ကြောက်ရွံ့ခြင်းကဘုရားသခင်ထံတော်ကမလာနိုင်တဲ့အကြောင်း စိုးရိမ်ပူပန်ခြင်းထိတ်လန့်ခြင်းဒါတွေက ကျွန်တော်တို့ဘုရားသခင်ပေးထားတဲ့အမွေတွေမဟုတ်ဘူးဘုရားသခင်ကကျွန်တော်တို့ကိုတကူမြတ်တာနဲ့ရှင်းလင်းတဲ့စိတ်တွေကိုပေးသနာတော်မူတာဖြစ်တယ်လို့ပြောထားပါတယ်ကြောက်ရွံ့စေဖို့ကျွန်တော်တို့အနားမှာတီးတူးပြောနေတဲ့အတန်ဆိုတာကဘုရားသခင်စီကလာတဲ့အတန်မဟုတ်ပါဘူးကြောက်ရွံ့ခြင်းကစစ်မှန်တဲ့အခွင့်အာဏာမရှိတဲ့လင်ညာတဲ့မှုသာဝိညာဉ်တစ်ခုသာဖြစ်ချောင်းကျွန်တော်တို့သဘောပေါက်တဲ့အခါမှာ စာတန်ကကျွန်တော်တို့အပေါ်ချုပ်ကိုင်းလိုမှုကိုသူ ဆုံးရှုံးသွားမှာဖြစ်တယ်။ဒုတိယဓာတ်သွားကတော့ယောမအခန်းကြီး၈အငယ်31ပဲဖြစ်တယ်။ဘုရားသခင်က ကျွန်တော်တို့ဘက်မှာရှိနေမယ်ဆိုရင်စာတန်အပါဝင်ဘသူကကျွန်တော်တို့ကိုဆန့်ကျင်နိုင်မလဲ။ဒါကစာတန်နဲ့အတူနတ်ဆိုးဝိညာဉ်ဆိုးတွေရဲ့ကြောက်ရွံ့မှုပဲဖြစ်တယ်။ဘာလို့လဲဆိုတော့စာတန်နဲ့နတ်ဆိုးဝိညာဉ်ဆိုးတွေကကျွန်တော်တို့ကို တိုက်ခိုက်ဖို့သူတို့ကမကြောက်ကြပါဘူး။ ကျွန်တို့ဘက်မှာယက်တီပေးနေတဲ့ဘုရားသခင်ကိုတော့သူတို့အကြီးအကျယ်ကြောက်ရွံ့ပါလေဘုရားသခင်ကကျွန်တို့ဘက်မှာပါအဖြေကတော့ကျွန်တို့မှာယက်တီပြီးတော့ရှိနေတဲ့ဘုရားသခင်ကြောင့်ဘသူမှ မကြော်လွားသွားနိုင်ပါဘူးကျွန်တို့ရဲ့အမားတွေဆွဆွဲချက်တွေတတ်ခိုက်မှုတွေအားလုံးကိုရင်ဆိုင်ဖို့အတွက်ဖန်ဆင်းရှင်က ကျွန်တော်တို့အထဲမှာပါသာသမဏေကတော့ကျွန်တော်တို့ကိုကြီးမားတဲ့ပြဿနာတွေကိုအာယုံစိုက်စေခြင်းပါတယ် ဘုရားသခင်ကတော့စာတန်လို မဟုတ်ပါဘူးပြဿနာတွေဘလောက်ပဲကြီးမားပါစေအဲ့ဒါတွေကိုဘုရားသခင်ကအာယုံမဆိုင်စေခြင်းဘူးဘုရားသခင်ကတော့ကျွန်တော်တို့နဲ့အတူသူယက်တည်နေတယ်ဆိုတာကိုပဲအာယုံဆိုင်စေခြင်းပါလေနောက်တတရဓာသွားကတော့ရာကုတ်အခန်းကြီး၄အငယ်ခွန်ပဲဖြစ်တယ်ကျွန်တော်ကဘုရားသခင်ရဲ့အလိုတော်နောက်ကိုလိုက်ရမယ်မနက်ကိုစီတရရမယ်အဲ့ဒီလိုလုပ်မယ်ဆိုရင်သူဟာကျွန်တော်တို့စီကနေပြေးသွားလိမ့်မယ် ျွန်တော်ဟာဝိညာဉ်တိုက်ပွဲတိုင်းမှာဘုရားသခင်စီကို အရင်ဆုံးအနံပြီးတော့မနတ်ကိုစီတားရမှာဖြစ်တယ်။ကျွန်တော်ယုံကြည်သူ ခရိယန်တွေ ကိုယ့်ရဲ့ကိုယ်ပိုင်အစွမ်းတတ္တိနဲ့ယန္တုစာတန်ကိုတွန်းလှန်ဖို့ကြိုးစားတဲ့အခါမှာဝိညာဉ်တိုက်ပွဲဟာ ခက်ခဲတတ်ပါတယ်။စာတန်ကကျွန်တော်တို့ကိုဘုရားသခင်နဲ့ဝေးကွာစေပြီးတော့ဆူတောင်းဖို့အလုံများလွန်းအောင် အာယုံလွဲသွားအောင်ကြိုးစားပြီးတော့မှလှုပ်ဆောင်တတ်တယ်။ ဒါပေမဲ့ဘုရားသခင်စီကိုကျွန်တော်တို့ကအံ့နံတဲ့အခါမှာကျွန်တော်တို့ရဲ့ကုခံမှုကဘုရားသခင်ရဲ့အခွင့်အာဏာကိုယူဆောင်ပြီးတော့ဂရုတော်ကိုဂရုစိုက်ခြင်းဖြစ်တယ်။ဒီလိုလှုပ်ခြင်းဟာစာတန်ကိုထိရောက်တဲ့ဓာသွားဓာချက်အားဖြင့်သူ့ကိုထွက်ပြေးသွားစေခြင်းပဲဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူတွေအနေနဲ့ဘုရားသခင်ရဲ့အလိုတော်နောက်ကိုလိုက်ခြင်းအားဖြင့်ဂရုတော်ဓာသွားကိုအတုံးပြုရမယ်။စာတန်ကိုစီတားရမယ်။ နောက်သဒ္ဒဋ္ဌဓာသွားကတော့ဗျာဒိတ်အခန်းကြီး7နဲ့အငယ်7ဖြစ်တယ်။ကျွန်တော်တို့ဟာတိုးတငယ်ရဲ့အသွေးတော်နဲ့တတိခန်းချက်စကားတော်အားဖြင့်စာတန်ကိုအောင်းနိုင်နေပြီဖြစ်တယ်။မနက်ကဒါကိုမုံပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့အောင်ပွဲ ဖော်မြူလာက ကျွန်တော်တို့အနိုင်ရဖို့သူကမမျှော်လင့်ထားလို့ဖြစ်တယ်။ကျွန်တော်ဟာအနိုင်ရပြီးပြီ။ရန်သူရဲ့နေညမပြတ်ဆွဆွဲချက်တိုင်းကိုအသွေးတော်နဲ့ပေးဆက်ပြီးသားဖြစ်တယ်။ ဘုရားသခင်ကကျွန်တော်အပေါ်လှုပ်ပေးခဲ့တာတွေကိုကျွန်တော်ကတတ်သိခံတဲ့အခါဒါကကျွန်တော်တို့ရဲ့အဖြစ်အပျက်ဇလံတစ်ခုကိုမျှဝေနေတာတည်းမကပါဘူး။အောင်မြင်ခြင်းအနံ့ရခြင်းအကြောင်းကိုပြောနေတာဖြစ်တယ်။ဒါကြောင့်အသွေးတော်ရဲ့တကူအားဖြင့်ကျွန်တော်တို့ဟာတတ်သိဖြစ်နေစေခြင်းဂရိတော်ဓာတ်တော်အားဖြင့်အနံ့ယူဖို့ဖြစ်တယ်။နောက်ပစ္စမဓာတ်တော်ကတော့မာကုအခန်းကြီး၈ငွေ36ဖြစ်တယ် လူတယောက်ဟာလောကကြီးတစ်ခုလုံးနဲ့စัจ java လာတစ်ခုလုံးကိုပိုင်ဆိုင်ပြီးတော့ကိုယ့်ရဲ့ဝိညာဉ်ဆုံးရှုံးသွားရင်ဘာအကျိုးရှိမလဲဒီကျမ်းပိုက်ကစာတန်ရဲ့အကြီးမားဆုံးသောလိညာမှုကိုသခင်ယေရှုခရစ်တော်ကဖော်ထုတ်ထားတာဖြစ်တယ်။ဒါကသခင်ယေရှုခရစ်တော်ကနေလောကနဲ့ပတ်သက်တဲ့သွေးဆောင်ဖျားယောင်းမှုတိုင်းကိုဖြည့်ဆည်းပစ်တဲ့မေခွန်းကိုမေ့နေခြင်းဖြစ်တယ်။ကျွန်တော်အသက်ဝိညာဉ်ဆုံးရှုံးသွားရင်အရာအလုံးပိုင်ဆိုင်ထားတဲ့အတိတ်ပဲက ဘာဖြစ်မလဲဒီကြမ်းချက်ကအရေးကြီးတဲ့အရာကဘာလဲဆိုတာကို ဖော်ပြပေးတယ်အရေးကြီးတဲ့အရာကအကြီးမားဆုံးရုပ်ပိုင်းဆိုင်ရာလောကပိုင်းဆိုင်မှုတွေထက်ဝိညာဉ်ရေးရာအသက်မဆုံးရှုံးသွားဖို့ဖြစ်တယ်စာတန်ကသူလောလောဆယ်ပိုင်တဲ့လောကမှာလောကီတက်မဲ့ခြင်းအပြင်ကျွန်တော်တို့ဝိညာဉ်ကိုပျက်စီးအောင်သွေးဆောင်ဖျားယောင်းပါတယ်ရှင်ယောဟန်အော်ဒါစာပထမဆုံးအခန်းကြီးနှစ်အငယ်၁၇မှာတော့ လောကနဲ့လောကီတမချင်းကရွေးသွား꿰ပြောက်တတ်တယ်။ဘုရားသခင်ရဲ့အလိုတော်နဲ့အညီချင်းတဲ့သူကတော့နှိမ့်စာထာဝရတည်တယ်လို့ပြောထားပါတယ်။ဒါကြောင့်ကြားနာဆင်ခြင်ခဲ့တဲ့သူတိုင်းဒီဓာသွားငါသွားကိုတုံးမနေစေပဲမတွန့်လိန်သွားစေပဲအစဉ်ထမြက်စေဖို့ဖြစ်တယ်။ဆုလိုတာကတော့နေ့စဉ်အသက်တာရှောင်လန်းရာမှာဒီနှုတ်ကပတ်တော်၅ခုကိုဝိညာဉ်တိုက်ပွဲတိုင်းမှာအစဉ်အသုံးပြုနေဖို့ဖြစ်တယ်။ ဓာတ်တချောင်းဟာ အစဉ်အသုံးပြုနိုင်ဖို့ထက်မြက်စွာ အသင့်သွေးထားတတ်တယ်လို့ပဲဒီနှုတ်ကပတ်တော်ကိုအစဉ်အသုံးပြုနိုင်ခြင်းအားဖြင့်ဝိညာဉ်တိုက်ပွဲတိုင်းကို အစဉ်အောင်မြင်ကြဖို့ပဲဖြစ်တယ်။ဂျာနာစင်ကျင်ခဲ့တဲ့သူတိုင်းဂရိတော်ဓာတ်တော်၅ခုအားဖြင့်လောကမှာအောင်မြင်နေတဲ့သူတွေအဖြစ်ဘုရားသခင်ရဲ့ကောင်းချီးတည်နေပါစေ။အာမင်။ ီခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆော်အပ်ပါသည်